ဒီဆိုတော့ grade 11ဖြူပြီးပါပြီ Asia 18မှာ IT နဲ့ abroad တော်ကျင်လို့ GD ရော IGC ဘယ်ဟာရွေးတင်လဲဒီနှစ်ခုဘယ်ဟာရွေးရမလဲမသိရင်တော့ကျွန်တော်ပထမဆုံးပြောမဲ့ situation ကနိုင်ငံခြားမှာကိုသွားတက်ရှင်တဲ့ college university ကဘာနဲ့လက်ခံလဲအရင်စုံစမ်းလိုက်ပါပြီးတော့သူတို့ဘက်ကနေပြီးတော့ အာလက်ခံတဲ့တစ်ခုကိုပဲတက်ပါတော့။ဥမာ GD only ဆိုတော့ဒါ GD ပဲ IGC only ဆိုတော့ IGC ဒါပေမဲ့အဲ့လိုမှမဟုတ်နှစ်ခုလုံးလက်ခံနေဆိုရင်တော့ဒါဟုတ်ဆိုတော့ဆက်ပြောပြမယ်နော်။တကယ်လို့အဲ့လိုမဟုတ်ဘူး GD ရော IGC စီတစ်ခုခုရွေးပြီးတော့မှအဲ့လာနဲ့လက်ခံတဲ့ college or university ကိုရှာမယ်တယ်လေ။အခုဒီကကျွန်တော်ပြောတဲ့ဟာကိုဆက်ပြီးတော့နားထောင်ပါနော်။ပထမဆုံးတစ်ခုကကိုက ဟို grade level ပြီးထားရပါတော့ဒါပဲ GD ပဲပဲပြောင်းပြောင်း IG ဆက်စီးပဲပဲပြောင်းပြောင်းဒါ basic တွေကတော့ foundation တွေကတော့တော်တော်ခိုင်လုံနေပြီလို့ပြောလို့ရတယ်ဒါ grade level ဒီစာကြည့်ခင်ရပါတော့ဆိုတော့ဒုတိယတစ်ခုဟိုရှိတာက English စာ level ဘယ်လောက်ရှိလဲပေါ့ဥပမာ B2 ရှိတယ်ဆိုရင်တော့ B ရော IG ဆက်စီး rate ဟိုတွားလို့ရတယ်ဒါပေမဲ့ B2 မှာတော့ရက်နေလို့တော့မရဘူးထပ်ပြီးတော့ improve လုပ်ဖို့လိုအပ်တယ်အဲ့တော့အမြန်ဆုံးတွားချင်ရင်တော့ GD ကိုရွေးပါ GD ကတော့ ဒီ duration အဲ့လောက်ကြီးတော့မကြောက်ဘူး IGZC ကကျွန်တော်တို့ကပုံမှန် timeline duration အနေနဲ့2 years တော့ဒါပေမဲ့ကိုလုံးရေလုံးလိုက်တော့1 year နဲ့လည်းပြီးနိုင်တယ်တနည်းခွဲနဲ့လည်းပြီးနိုင်တယ်နှစ်နှစ်ထက်လည်းပိုကြာသွားတာဖြစ်နိုင်တယ်ဆိုတော့ကြာသွားလို့ရှိရင်ပြန်ဖြေရမျိုးတွေလည်းရှိတော့အဲ့လိုမျိုးပိုတော့ကြာသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီကတော့ကိုယ့်ဘော်တော့မူတည်တယ်ဒါပေမဲ့ IGZC နဲ့ဟိုသွားမယ်ဆိုရင်ဘာကောင်းလဲဆိုတော့ကို IT ဘက်သွားမှသိကြတယ် IT related subject တွေကိုသွားမယ်မိကြတဲ့ဆိုင်နဲ့ subject တွေတေချာယူပြီးတော့ IGCSE မှာလည်း study လုပ်လိုက်မယ်ဆိုရင် college ရောက်သွားတဲ့အခါကျလို့ရှိရင်ကိုက basic တွေ foundation တွေ fundamentals တွေတော်တော်သိတဲ့အတွက်ကြောင့်မလို့စာရီက တော်တော်လွယ်သွားတယ်လို့ပြောလို့ရပါတော့ဒါ IG CSC ကိုပြီးအောင်တော့တက်လာလို့မရဘူးပညာရေးတော့တကယ်ယူလာဖို့တော့အရေးကြီးတယ် GD ဘက်မှာ IT နဲ့ related subject ဘာမှမရှိသလိုဘာမှမရှိသလောက်ကိုပြောလို့ရတယ်ဟိုဒီ GD ကိုအစိုးပြောတာတော့မဟုတ်ဘူးဒါပေမဲ့ IG CSC ဘက်မှာကကျွန်တော် ICT ရော Computer Science ဆိုရှိတယ်ဒါရီရောကိုကကောင်းကောင်း study လုပ်ပြီးတော့သွားမယ်ဆိုတော့ basic တွေတော်တော်ပါသွားနိုင်တယ်အဲ့တော့ဒါတော့ကိုကကိုဆုံးဖြတ်ရမယ့်အပိုင်းပေါ့နော်ကိုကမြင်မြန်သွားခြင်းနဲ့ဘာမှမဖြစ်ဘူးပြီးကြမှ ဟိုမတက်ခင် college မတက်ခင်မှာ foundation ကိုကိုလေ့လာမယ်ကျွန်တော်ကြီးကိုရွေးပါဒါမဲ့မဟုတ်ဘူးအချိန်တော့ပေးနိုင်နေတယ်အရင်သွားဖို့လည်းတိတ်မလုံးနေဘူး basic တဲ့ foundation တွေတေးချ build လုပ်သွားခြင်း college ရောက်တဲ့အခါမှာအရင်ဟိုလိုမျိုးကြောင်ပြောင်းနေရမျိုးတွေသူများရဲ့ line မင်းနေရမျိုးအဲ့လိုမျိုးမလုပ်ချင်ဘူးဆိုတော့ IGCC ကိုရွေးပြီးတော့တေးချကိုတော်မဲ့မိချာနဲ့ sign နဲ့ဘာသာတွေကိုသင်လေ့လာသင်ယူပြီးတော့ပညာတွေကိုတကယ်အပ်စော့လုပ်ပြီးတော့သွားပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗောနော်